ယူကရိန်းတပ်ဖွဲ့ဝင်185ဦးပြန်လည်လွတ်မြောက်လာယူကရိန်းရုရှားနှစ်နိုင်ငံစစ်တပ်ပိုင်းလဲလှယ်ရေးအစီအစဉ်အရတပ်ဖွဲ့ဝင်185ဦးမလ16ရက်ကပြန်လည်လွတ်မြောက်လာကြောင်းယူကရိန်းအစိုးရကသတင်းထုတ်ပြန်ထားတာကို BBC သတင်းမှဖော်ပြထားပါတယ်အရာစောဖွားများပြည်တော်စုကအကြောင်းဝင်ဖြန့်ဖြေးပေးခဲ့တဲ့ယူကရိန်းစစ်သား195ဦးယူကရိန်းပြည်ပေါ်ပြန်လည်ရောက်ရှိလာခဲ့တာကြောင့်ယူကရိန်းတမရကအကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်လုံမြောက်လာသူတွေထဲမှာအပြင်းအထန်ဒဏ်ရာရရှိထားသူတွေရုရှားရဲ့နှိပ်စက်မှုခံခဲ့ရတဲ့တပ်ဖွဲ့ဝင်တွေနဲ့ပါဝင်တယ်လို့ဆိုပါတယ်။နောက်ထပ်တပ်ဖွဲ့ဝင်22ဦးလည်းမကြာခင်အချိန်ပိုင်းမှာယူကရိန်းပြည်ကိုပြန်လည်ရောက်ရှိလာမယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့မတ်လ16ရက်နေ့ကဖုန်းခေါ်ဆိုမှုအပြီးမှာလက်နက်မှုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ လက်လက်မှုသစိုက်တပိုင်းအနေနဲ့ရုရှားစစ်သား185ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့တယ်လို့သိရပါတယ်။တပ်ဖွဲ့ဝင်တွေပြန်လည်လွတ်မြောက်ရေးအတွက်ကျောင်းဝင်ဆောင်ရွက်ပေးခဲ့တဲ့အာရန်ဆော်ဘာပြည်အောင်စုနိုင်ငံနဲ့ကူညီပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းသမရဆီလမ်စကီကပြောပါတယ်။ရုရှားလက်ထဲမှာရှိနေတဲ့ယူကရိန်းနိုင်ငံသားတွေနဲ့သူရဲကောင်းတပ်ဖွဲ့ဝင်အားလုံးကိုမိသားစုတွေစီအ мян ပြန်ရောက်လာရေးအတွက်အချိန်ပြည့်အားစိုက်လှောက်ဆောင်နေကြောင်းလည်းဆီလမ်စကီကပြောထားပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။